အားလုံးဝမင်္ဂလာပါပြန်လည်ကြိုဆိုပါရစေကျွန်တော်တို့ဒီခဏတော့ Great English Unit 7က Ethics ကနေဖက်ဆက်ကိုပြောင်းပြီးသင်ခန်းစာကိုအတူတူလေ့လာကြည့်ကြရအောင်ပါဟုတ်ကဲ့ပါကျွန်တော်ရဲ့ channel လေးကနေ Great Level 12နဲ့ပတ်သက်တဲ့အင်္ဂလိပ်စာသင်ခန်းစာတွေရဲ့တခြားပြပကအင်္ဂလိပ်စာသင်ခန်းစာများကိုပုံမှန်တင်ဆက်ပေးတော့မှာဖြစ်လို့ channel လေးကို subscribe မလုပ်ရသေးရင်ဥစွာ subscribe လုပ်ပြီးပုံမြင့်တန်ရခံပြပါစေဒါဆိုရင် ethics ပြောင်းပြီးကိုကြည့်ကြရအောင် ဒီသင်္ကန်းဆောင်မှာကတော့ကျွန်တော် active voice ကဘာ passive voice ကဘာဆိုတာကိုပြောနေမှာမဟုတ်ပါဘူး active ကနေ passive ပြောင်းနေတီးတတ်ကိုပဲပြောမှာဖြစ်ပါတယ် active ကနေ passive ပြောင်းနေကိုတော့အလွယ်ဆုံးနည်းကတော့အကောင်းဆုံးပဲပေါ့နော်အဲဥပမာတချို့ကအလွတ်ကျကြတယ် van 1ဆိုရင် ms plus ms plus battery but 2ဆိုရင် watt ဆိုရင် plus battery habla battery ဆိုရင် habmel battery ms plus 5ဆိုရင် ms plus battery watt 7 5g watt 7 5g battery အဲ့လိုမျိုးမှတ်ကြတယ်ပေါ့နော်ကို့အတွက်အလွတ်ဖြစ်တဲ့နည်းကအကောင်းဆုံးပဲလို့ပဲပြောပြရစေ တည်တင်ကန်းစာမှာကတော့ကျွန်တော်အလွတ်ကျတဲ့နည်းနဲ့ဖြည့်ပြတ်မှာမဟုတ်ပါဘူးကျွန်တော်ဒီ valve ပုံစံလေးတွေကိုကြည့်ပြီးတော့မှပဲဘလို့အခုကရိယာတွေကိုဘလို့သုံးရမယ်ဆိုတော့ပြပြမှာပါတချို့ကလည်း tense ကိုနားလည်တဲ့အခါကျတော့ tense ကိုကြည့်မှဖြစ်ကြတယ်ပေါ့နော်အဲ့တော့ကုတွက်လို့ဖြစ်တဲ့နည်းဟာအကောင်းဆုံးပါပဲ okay number 1 zozo is facing the car at the moment rule of 8ကျွန်တော်နောက်မှရေးထားတဲ့ rule of 8ဆိုတာ8 rule ဆိုတာကတော့ဖြည့်နေမယ်ကျွန်တော်ပြပြပါမယ် ပထမအဦးဆုံးကျွန်တော်တို့သိရမှာကတော့အထက်ကနေဖက်စစ်ကိုပြောင်းမယ်ဆိုရင် valve ကိုအရင်သိရမယ်ကျွန်တော် highlight လုပ်ထားတယ်အဲ့တော့ is facing ဆိုတာ valve ပဲပြီးရင်ရှားရမှာဒီ agent ပြီးရင် receiver ပုံမှန်တိုင်းစနစ်မှာကကျွန်တော်တို့က subject object လို့ပြောတယ် passive voice မှာအသုံးတစ်ခုရှိတယ်တွေ့ရ grammatical ဘောဟာရအရပေါ့နော်ပြုလုပ်တဲ့သူကို agent လို့ပြောတယ်ပြုခြင်းခံရတဲ့သူကိုတော့ receiver လို့ပြောပါတယ်သို့တော့ကိုမှတ်ရတယ်လို့မှတ်ပါဒါကအရေးမကြီးပါဘူး အဲ့တော့အဖြေလေးကိုကျွန်တော်အရင်လေ့လာကြည့်ကြရအောင် The car is being fast by Zozo at the moment အဖြေလေးကိုဘယ်လိုပုံစံဖြတ်သွားတာလဲဆိုတော့ကြည့်ကြရမယ်ပထမအဦးဆုံးကျွန်တော်တို့က valve ကိုတိပြီဆိုတော့ agent receiver ခွဲရမယ်ပြုလုပ်တဲ့သူကို agent လို့ခေါ်တာကြောင့်မို့ Zozo က agent အနောက်ကပြုလုပ်ခြင်းခံရတဲ့ the car ဆိုတာက receiver ဖြစ်တယ် rule of x ဆိုတာဒီဒီ agent နဲ့ receiver ကို crossing ပို့လိုက်တာနေရာကို crossing ပို့လိုက်တာ x ပုံစံလေးပေါ့နော် ဲ့တော့ပထမဆုံးစားရမှာက the car ဆိုတဲ့ receiver ကိုအရှိဆုံးမှာထားတယ်50အဲ့ဒီမှာပြောင်းလာဆရာကြောက်ဖို့လိုတာပေါ့နော်အမြဲတမ်းပဲ passive byte မှာ battery ပဲဆိုတာကိုတော့တိတိချာချာမှတ်ထားရမယ် fixing ဆိုတဲ့ valve ingd valve 3လို့ပြောင်းလိုက်တယ်ပြီးတော့မှဒီ emissor ကိုဖြုတ်ထားခဲ့လို့လည်းမရဘူးအကူကရိယာနောက်ထပ်ခေါ်ရအောင်မယ်သူက fixing ဆိုတာဒီ valve ing ကြောင့်မို့သူက beam ဆိုတဲ့အကူကရိယာခေါ်လိုက်တာ passive ရဲ့ပုံစံကိုမှ B+ battery ပေါ့နော် B+ battery ဆိုတာက B လို့ပြောလိုက်ရင်ကျောင်းသားတွေကတော့ဘာပဲမြင်အောင်ကြရဲဆိုရင် MS ဆောင်းဝယ်မြင်အောင်ကြတာ B ဆိုတာက back to B ဒီ verb form အကုန်လုံးပါတယ် B ရော MS ရော wasware ရော bin ရော being ရောအကုန်ပါတယ် back to B+ battery ဆိုတာကိုတော့မှတ်ထားရမယ် ဒါကြောင့်မို့ phasing ဆိုတဲ့အန်အန်ကြီးကြောင့်မို့ being လို့ခေါ်တဲ့အန်အန်ကြီးကြောင့်မို့ being ဆိုတဲ့အကူကိရိယာကိုခေါ်တယ်။ပြီးတော့မှသူ့ရဲ့အရှိကအကူကိရိယာဒီအကူကိရိယာတက်တက်ပြန်ထည့်ပေးရမယ်။ဖြုတ်ထားခဲ့လို့မရဘူး။ဒီအကူကိရိယာဖြည့်တဲ့နေရာမှာလည်းပြန်ထည့်တဲ့နေရာမှာလည်းသူ့ရဲ့အရှိကကတ်လျက်နောင်းကိုကြည့်လိုက်။အနည်းဆိုရင် is အများဆိုရင် are ထည့်ပေးရမှာ။ the is တော့မို့ the is ဖြစ်သွားတာမဟုတ်ဘူး။သူ့ရဲ့အရှိကနောင်းကိုကြည့်အောင်။ခါမှအကယ် s ပါလာရင်ဒီမှာ are တော့မှာဒါလည်းသိထားမယ်ပေါ့နော်။ ဒါကြောင့်မို့ the car is being fast ဖြစ်သွားတယ်တချို့ကတော့ continuous tense ကြောင့်မို့ being ကိုခေါ်လို့လည်းမှတ်ကြတယ်ပေါ့တချို့ကတော့လည်း ms sub fine ကြီးဆိုရင် ms sub plus being plus plus 3လို့လည်းမှတ်ကြတယ် code အဆင်ပြေတဲ့နေ့ဟာအကောင်းဆုံးပဲကျွန်တော်ကတော့ဒီပုံစံလေးတိုင်းလေးပဲဖြေမယ် fast being ပြီးတော့မှ the car အနေကြောင့်မို့ is the car is being fast rule of eight ဆရာ agent ကိုဘိုင်ခံပြီးတော့မှကတ်လျက်ရေးရမယ်ဘိုင်ဇော်ဇော်ဒီဟာကတော့အချိန်ပြဖို့ဖြစ်တဲ့အတွက်နောက်ဆုံးမှရေး at the moment ဒါဆိုရင် rule of eight ကိုတည်တော့ပြီလို့တနေ crossing တောင်းသွားတာကိုပြောတာပြီးရင် passive voice မှာအများအားမှတ်ထားရမှာဒီ verb to be plus battery ဆိုတာပဲ number 2 the police arrested the man for shoplifting အဖေလေးကိုရေးလေးလာကြည့်ကြအောင်ဆို the man was arrested by the police for shoplifting ပထမဆုံးခွဲခြားမှာက vaf vaf တီ arrested arrested ဆိုတာဒီဘတ်တူဘတ်တူဆိုတဲ့အတွက်ဘတ်တရီကိုပဲပြောင်းပေးရမယ်အမြဲတမ်းဘတ်တရီပြောင်းပြီးရင် arrested ဆိုတာ vaf 2ဖြစ်တဲ့အတွက်အကူကရိယာ was where ခေါ်ပေးရမယ် was where ကဘယ်ဟောက်ခေါ်မှာလဲ agent ကိုကြီးမှခွဲရမှာပေါ့ဗျာကျွန်တော်တို့က okay receiver ကိုကြီးမှခွဲရမှာအဲ့တော့ the police က agent the man က receiver rule of x ရာ the man ကိုအရှိကိုပို့လိုက်တယ်ပြီးတော့မှ vaf ဒီ the man ကအနေပြတာကြောင့်မို့ was လို့သုံးတယ် Aristides ဆိုတဲ့ verb 2ကို verb 3ဖြစ်တဲ့ Aristides ပဲပြီးတော့မှ agent ကိုဘိုင်ခံရေးတယ်ဒါတွေ rule of eight ဖြစ်သွားတယ်အနောက်က for short lifting ဆိုတာ sign အလက်တုတ်ချင်းကြောင့်မို့ဆိုတော့ဒါက reason ဖြစ်တယ် reason ဆိုရင်လည်းနောက်ဆုံးမှာပဲထားရတယ်ဒါဆိုရင်တော့ဒါကတော့ past tense ကိုပြောနေပေါ့နော်နောက်တစ်ခု the waiters had laid the tables before the customer arrived အဖြေလေးကိုအရင်လေးလာကြည့်ကြရအောင် the tables had been laid by the waiters before the customer arrived ဆိုတော့ the waiter is agent ဟတ်လိတ်က buff tvs က receiver receiver နဲ့စရမှာကြောင့်မို့ receiver ကိုအရင်ဆုံးစာရေးတယ် valve ကတော့အမြဲတမ်းပဲ main valve ဒီ battery ဖြစ်ရမယ်သူက hub plus battery ဆိုတော့ participle ကြောင့်မို့ကျွန်တော်တို့က band ကိုခေါ်တယ်နော် band ဒီ hat ကတော့ hat ပဲသူကအ ਨੇ မြခွဲစံမလို့ first time မှာ hat form တစ်ခုပဲရှိတာ the tables have been late ပြီးတော့မှ agent ကိုပိုင်ခိုင်းရေးတယ် by the waiters ဒါဒီအချိန်ပြဖို့ဖြစ်တဲ့အတွက် before the customer arrive ကိုနောက်ဆုံးမှရေးလိုက်တယ်ဒါပါပဲ now for scientists always gather information on nitrate disasters အဖြေလေးကိုအရင်ဆုံးလေ့လာကြည့်ကြရအောင် information on natural disaster is always gathered by scientists so scientist က agent gather က verb information on natural disaster ဒီ phrase ဒီတစ်ခုလုံးက receiver ကြီးဖြစ်တယ် information တမယ်လေး receiver မဟုတ်ဘူးအဲ့တော့ဒီညမှာဒီကျွန်တော်တို့ agent နဲ့ receiver တွေက phrase like တွေလည်းဖြစ်နိုင်တယ်ဆိုတော့သိထားရမယ်အဲ့တော့ကျွန်တော်တို့ကဘာနဲ့စမှာလဲ receiver နဲ့စမှာကြောင့်မို့ receiver ကိုရှေ့မှာရေးတယ်ပြီးရင် gather ဆိုတဲ့ verb ဒီ battery ကိုပြောင်းလိုက်တယ်ပြီးတော့မှ verb 1 gather ဆိုတာက verb 1တနည်းပြောမယ်ဆိုရင် present ဖြစ်နေတာကြောင့်မို့ MS ရတဲ့ခုခုကိုခုံမယ်ဘာခုံမလဲအရှိက ကတ်လျက်နောင်းကိုကြည့်လိုက် information on neutral disaster disaster မှာ s ပါတယ်ဆိုမှအာသုံးလို့မြောက်အဓိက information ကိုပြောတာတဘာဝဘေးအန္တရာယ်နဲ့ပတ်သက်သောသတင်းချစ်လက်များဆိုတာဒီ information တွေ uncountable နောင်းဖြစ်တဲ့အတွက် is ပဲသုံးရမယ်အာသုံးလို့မြောက်သူ့မှာအများဖောင်မရှိဘူးပေါ့နော်ဒါကြောင့်မို့ is always လို့မျိုး always တို့ sometime တို့ usually တို့ဒီလိုမျိုး frequency effect တွေပါလာရင် verb to be နဲ့ verb to be ကြားမှာထည့်ပေးရမယ်။ဒါကြောင့်မို့ information on neutral disaster is always gather aging of bank can relate there by scientists. Okay. Number five. A wildfire can destroy large areas or lands in just a few minutes. I in just a few minutes, so that can be a book. Okay? I large areas of land can be destroyed by a wildfire in just a few minutes. A wildfire agent can destroy a valve, large areas of land, so that receiver. Receiver is a VAT1 ကိုအမြဲတမ်းပဲ battery ကိုပြောင်းမယ် battery ပြောင်းဖို့မြည်ဆိုရင်သူက model VAT model VAT အနောက်မှာလိုက်နေရတယ် VAT infinite ဖြစ်တယ်ဒါက VAT1 မဟုတ်ဘူးနော် VAT infinite ကြောင့်မို့ B ကိုကုကရိယာခေါ်တယ်ဒီ model VAT ကိုလည်းဖြုတ်ထားခဲ့လို့မရဘူး can be destroyed agent ကိုပိုင်ခံရေးတယ် in just a few minutes ဆိုတာကအချိန်ပြတ်ဖို့ကြောင့်မို့နော်ဆုံးမရေးတယ် very easy ပါ nemesis Egyptians built pyramids to keep the names and story of their kings alive ဲ့တော့အဖြစ်ဖြစ်တော့မလဲ pyramids were built by egyptians to keep the names and stories of their kings alive to keep ဒါကြီးကအကြောင်းပြပုံကြီးအဲ့တော့ egyptians က agent bits က valve pyramids က receiver receiver နဲ့စာရေးမယ် bits ဆိုတာကသူ့ဘက်တရီပြောင်းမယ်ဒီတိုင်းမယ်ပြီးတော့မှ bit ဆိုတာက first name ကြောင့်မို့ wasware တဲ့တခုခုကိုခေါ်မယ် wasware တဲ့ကဘာကိုခေါ်မလဲဆိုရင်သူ့ရဲ့အကက်လေးရဲ့နောင်းကိုကြည့်အများကြောင့်မို့ where ခေါ်တယ် pyramids were built aging ကိုပိုင်ခံရေးတယ်အကြောင်းပြပုတ်ကြောင့်မိုးနောက်ဆုံးမှရေးလိုက်တယ်ဒါပါပဲခင်ဗျာ number 7 the internet empowers people by enabling the exchange of information by enabling the exchange of information ဆိုတာတရင်ချက်တွေပြောင်းလဲပေးခြင်းအပြင်เนาะတနေ့နေရာနဲ့တနေ့ရာတရင်ချက်တွေကူးလူဆက်ဆက်ဆက်သွယ်ပေးခြင်းအပြင်ပြောင်းလဲပေးခြင်းအပြင် listen ကံပေးခြင်းအပြင်ဆိုတာဒီအကြောင်းပြပုတ် evergreen phrase ကြီးဖြစ်တယ်နောက်ဆုံးမှထားမယ်အရာကြီး အဲ့တော့အဖြေလေးကိုလေ့လာကြည့်အောင်သူက receiver နေစာရေးမှကြောင့်ဖိဖျားနေစာတော့မှာပေါ့ prepare are empowered by the internet by an invalidity exchange of information ဒီ internet က agent empowers က verb prepare က receiver receiver နေစာရေးမယ် empowers ဒီသူ့ရဲ့ battery က empowered ဖြစ်သွားမယ်ပြီးရင်သူက verb 1ကြောင့်မို့ msr တစ်ခုခုကိုခေါ် prepare ဆိုတဲ့အတွက် r ကိုခေါ်မယ် are empowered by the internet အေဂျင့်ကိုပိုင်ခံရေးတယ်ပြီးတော့မှကျွန်တော်စီလေးဦးမယ်ဘိုင်နှလုံးထပ်နေတာဒီကျွန်တော်တို့စိုးရိမ်စမ်းမလို့ဒီဘိုင်က Evervia Trace က5ဒီဘိုင်ကအေဂျင့်ကိုခံရေးလိုက်တဲ့ဘိုင်ဖြစ်ပါတယ်โอเค Let's continue Entrepreneurs should design products based on what customers say they want based on what customer say they want ဆိုတာ customer တွေပြောတဲ့သူတို့လိုချင်တဲ့ပုံစံကိုအခြေခံယူလို့ပြောချင်တာဒါ Evervia Trace ကြီးဖြစ်တယ် Products should be designed by entrepreneurs based on what customers say they want. Entrepreneurs ga agent should design ga verb, products ga receiver ဖြစ်တယ်။ receiver နေစာရေးမှာကြောင့်မို့ products ပြီးတော့မှ verb ကိုရေး design ဒီ battery ဖြစ်ရမယ်။ပြီးရင် should verb 1ဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒါဒီ verb infinitive ဘာမှမဟုတ်ဘူး verb infinitive เนาะ should ဖြစ်တာယူဆိုရင် should be ဖြစ်သွားမှာပေါ့။ should be designed entrepreneurs ဘိုင်ခံရေးတဲ့ agent ကိုပြီးတော့မှ evaluate like that. based on what customers say they want number 9 Virologists study viruses to discover how to people how to stop people from getting infected. to discover so to not don't ဆိုတော့သူ့နောက်ကပုံကြီးကတာအကြောင်းပြပုံကြီးကျွန်တော်တို့ကြည့်စမ်းမလို့နောက်ဆုံးမှရေးရမယ်အရာအဖြေရလို့ပြောတော့မလဲ viruses are studied by virologist အဲ့တော့ virologist ကသူက agent study of valve viruses က receiver receiver နဲ့စရေးမယ်ပြီးရင် valve က static ဆိုတဲ့ valve 3က static valve 1ဖြစ်တဲ့အတွက် ms တခုခုကိုခေါ် viruses ကအများကြောင့်မအားဘူးခေါ်အာ static ပြီးတော့မှ agent ကိုပိုင်ခိုင်းရေးအနောက်ကအကြောင်းပြပုတ်ကိုရွေချက်ကိုနောက်ဆုံးမှရေးလိုက်တာ okay ဒီမှာက virologist ဆိုတာက virus တွေကိုလေ့လာတဲ့သူတွေနော်ပိုးမွှားဗေဒပညာရှင်တွေက study viruses virus တွေကိုလေ့လာတယ်တဲ့ ဒီလူတွေကိုကုဆက်ယောဂါတွေကနေကာဝတဆီဖို့အတွက်ကာဝတဆီနည်းကိုရှာဖို့တွေးရှိဖို့သူတို့ဟာဗိုင်းရပ်စ်တွေကိုလေ့လာတယ်တဲ့အဲ့ဒါကိုကျွန်တော်တို့ကသူတို့လေးပြပြပြောလဲပေးလိုက်တာပါအဖြေကတော့အလုံးတူတူပဲโอเคစစ်ကြည့်ကြမယ် Scientists have you chimps to study efficient diseases ကုဆက်ယောဂါတွေကိုလေ့လာဖို့အတွက် chimps ဆိုတာ chimpanzee မြောက်တွေကိုသိပ္ပံပညာရှင်တွေအသုံးပြုကြတယ်လို့ပြောတာ to study efficient diseases ဆိုတာကအကြောင်းပြပုံကြီး reason ကြီးပေါ့နော် အဲ့တော့ scientists ကတော့ agent have use က verb chimps က receiver အဲ့တော့ agent receiver receiver နဲ့စာရေးပြီးရင် use ဆိုတာက battery ရေးမယ်ပြီးရင် have use ဆိုတာက participle battery ကြောင့်မို့နော် band ကိုခေါ်မယ်ပြီးမှဒီ have ဒီ have လို့သုံးလိုက်တာက chimps ဆိုတာဒီအများကြောင့်မို့ chimps have been used by scientists to study efficient diseases ဒါဒီအကြောင်းပြဖို့ကြောင့်မို့နော်ဆုံးမရေးလိုက်တာဖြစ်ပါတယ် ဟုတ်ကဲ့ပါဒါဆိုရင်အားလုံးစီမံသွားလိုက်မယ်လို့ထင်တယ်ဒီဗီဒီယိုလေးကိုကြည့်ပြီးရင်ကိုယ်အနေနဲ့ကိုလည်းပြန်ဖြည့်ကြည့်ပါပြန်ဖြည့်ကြည့်ပြီးလို့အဆင်ပြေသည်ဟုဆိုရင်ဒီဗီဒီယိုလေးကိုပြန်ကြည့်ပြီးတော့မှပြန်ဖြည့်ကြည့်ပါတော့ဟုတ်ကဲ့ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပေးခဲ့လို့ကျေးဇူးတင်ပါတယ်ကျွန်တော်နောက်ဗီဒီယိုမှာပြန်လည်ဆုံးတွေ့ကြရအောင်ဆင်ပြေသည်များကိုလည်းကျွန်တော်ရဲ့ comment box လို့ဝယ်ရမှချက်ပေးပေးပါကျွန်တော်နောက်ဗီဒီယိုမှာပြန်လည်ဆုံးတွေ့ကြမယ်ခင်ဗျ bye bye